ဒီကြောင်းရေးခုနှစ်ချက်ကြောင့်အစ္စလမ်ဘာသာပြိုကွဲတော်မူအစ္စလမ်ရဲ့ကြီးမှုဟာတေယူရီယနမိတ်ဖက်ချက်ရမှာဟုတ်ပေနဲ့လက်တွေ့မှာကိုပြိုလဲပြည့်စည်နေပါပြီပြီးတော့ဒီလိုပြိုလဲမှုနောက်ကွယ်ကအချက်လက်တွေကအရန်ထူးဆန်းပြီးတော့လွန်ကဲလို့လို့အတူရလို့ထင်ရပေမယ့်ဒါရီယာရာနိုးပြင်ပန်းတရားပါဇော်ရီယာရီပြဟာအခုဆိုရင်အကာပွေးတော်ကြီးတွေပေါ်တင်လုံနေပါတယ်မွတ်စလင်လူငယ်အသံပေါင်းများစွာတိတ်တိတ်ဆိတ်ဆိတ်နဲ့သူတို့ရဲ့ကိုယ်ကိုယ်ယုံကြည်မှုကိုစွန့်ခွာနေကြပါတယ်နိုင်ငံတော်တော်များများမှာရေဒီပြက်လက်ကုန်ပြီသိပ္ပံပညာရှင်တွေရပါကုန်ပြီမျောလင်းချက်တွေလည်းကင်းမဲ့နေပါပြီ ဒါရီယာအနောက်တိုင်းမီဒီယာတွေလှည့်ဖြားတာဒါမှမဟုတ်အပြင်လူတွေရဲ့ဘက်လိုက်မှုတွေပြောတာမှဟုတ်ပါဘူးဒီတတိပေးချက်အများစုအောင်မွတ်စလင်တွေခေါ်ရှင်တွေဘာသာကိုစွန့်ခွာခဲ့သူတွေနဲ့အစိုးရရဲ့ပြည်တွင်းချက်လက်တွေကနေလာတာပါဒါဆိုရင်မွတ်စလင်တွေခေါ်ပညာရှင်တွေတုံးသက်ထားတဲ့အစ္စလမ်ကိုပျက်စီးစေမယ့်အကြောင်းရင်းခုနှစ်ချက်ကိုလေ့လာကြည့်အောင်ပါနံပါတ်1မက္ခါမျိုးရဲ့နောက်ဖေးကပါတီပွဲတချင်တော့ဂီတကိုပိတ်ပင်ခဲ့ပြီးကြားမခွဲခြားမှုကိုတင်းတင်းကြပ်ကြပ်နဲ့ပြထန်းခဲ့တဲ့ဆော်ရီရာပြနိုင်ငံကိုယ်တိုင်ကအခုဆိုရင်တဲကန်နာရာထဲမှာကြီးမားတဲ့ EDN အကပွဲတော်ကြီးတွေကျင်းပနေပြီး ယောက်ျားလေးမိန်းကလေးပရိသတ်တရားနေုံမီယာအောက်မှာအတူတူကခုန်နေကြပါတယ်2019ခုနှစ်ဒီဇင်ဘာလမှာ sorry arabia ဟာ mda beats လို့ခေါ်တဲ့ရပ်ပေါင်းများစွာကြတဲ့လျှက်စစ်ဂီတပွဲတွေကို real မြို့မှာကျင်းပခဲ့ပါတယ်အင်ရှီမေသားမိုဟာမက်ဘင်ဆယ်မန်ကိုယ်တိုင်ထောက်ခံခဲ့တာပါ social media ဩစာလွန်မှုသူတွေနဲ့ hollywood နာမည်ကြီးတွေပါလေရင်နဲ့လာပြီးပါတီဆင်နွှဲခဲ့ပါတယ်အသက်ကြီးတဲ့ sorry လူမျိုးတွေအတွက်ဒါဟာဂျိုးသားတွေကျူးကျော်ဝင်ရောက်လာသလိုပါဒါပေမဲ့လည်းလူငယ်အများစုတို့ကတော့တော်တော်ကြောင်စာလောင်ခဲ့ရတဲ့လွတ်လပ်မှုကိုအယတာခံစားရတာဖြစ်ပါတယ် ဒီလိုအနောက်တိုင်းဆန်မှုဟာဖျော်ဖြေးတက်တက်မဟုတ်ပါဘူးအရှိလေပိုင်းတခွေလုံးမှာလူငယ်တွေရာဂျင်းမောင်းပြီးတဲ့ဝိ Netflix ဇလန်းတွဲတွေကိုဆွဲလန်းစွာကြည့်ပြီး TikTok ကိုအချိန်ကုန်ကန်ကစားကြပါတယ်သူတို့ရဲ့ဘာသာရေးစီးမင်းတွေအောက်ကဘဝနဲ့ Los Angeles ဒါမှမဟုတ် London ကသူတို့တငယ်ချင်းတွေရဲ့ပို့ပြီးတော့လွတ်လပ်ပုံရတဲ့ဘဝကိုရှင်ပြီးတော့ကြည်နေကြပါတယ်ပြီးတော့ငါတို့လည်းဘာလို့ဒီလိုလွတ်လပ်ခွင့်မျိုးမရသင့်ရမှာလဲဆိုပြီးမေးခွန်းထုတ်နေကြပါတယ်ဒီမိုကရေစီလူ့အခွင့်အရေးတကူကောင်းဆန်မှုလူမျိုးအနောက်တိုင်းယူဆတွေဟာပညာတတ်လူတန်းစားတွေကြားမှာပြန့်နှံ့လာပါတယ် ါကယဉ်ကျေးမှုဆိုင်ရာပြင်းထန်တဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေပါတယ်။ရေအိုဆဲလူကြီးတွေကအနောက်တိုင်းရဲ့ဩဇာလွှမ်းမိုးမှုကိုဖျက်ဆီးတတ်တဲ့ဆူနာမီလို့မြင်ကြပါတယ်။လူငယ်မျိုးဆက်သစ်တွေကခင့်မိပြီးဒါယာဝါပြောတဲ့အနာဂတ်အတွက်လက်မှတ်တခုလို့မြင်နေကြပါတယ်။ဒါပြင်ဆော်ရီယာရီပြဟာကန်ဂျီဘန်းပြဇက်ခန်းတွေနဲ့ခန်းထားတဲ့လူနေမှုဘဝကိုဂရုပေးထားတဲ့အနာဂတ်မြို့တော်ကြီးဖြစ်တဲ့နေုံထဲကိုဒေါ်လာဘီလီယံပေါင်းများစွာကိုစွန့်ထုတ်ပြီးရင်းနှီးမြှုပ်နှံနေပါတယ်။ ဒါပေမဲ့လည်းအုပ်ချုပ်သူတွေကသူတို့ကိုသူတို့အစ္စလမ်ရဲ့ထိန်းသိမ်းစောင့်ရှောက်သူတွေဖြစ်နေဆက်လက်ဖော်ပြနေသေးပါပဲ။နံပါတ်၄မွတ်စလင်ကမ္ဘာမှာဘာသာစွန့်ခွာသူအစုလိုက်ပြောင်းလိုက်ဖြစ်ပေါ်ခြင်း။ရာဇဝတ်နယ်ပေါ်များစွာတန်းအောင်အစ္စလမ်ဘာသာကိုစွန့်ခွာတယ်ဆိုတာစဉ်းစားလို့တော့မရတဲ့ကိစ္စပါ။တချို့နေရာတွေမှာဒေတန်ပေးနိုင်တဲ့ပြင်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာစမတ်ဖုန်းတွေကိုလက်နက်ကင်ထားတဲ့လူငယ်တွေဥဆောင်တဲ့တဘာဝတရားကနေထွက်ခွာမှုကတိတိကျကျစနဲ့စတင်ပါတယ်။အစ္စလမ်ဟာအင်တာနက်ကြောင့်ဘာသာတရားကိုစွန့်ခွာသူတွေများပြားရှိလာနေတာဖြစ်ပါတယ်။ ။ online ပေါ်မှာဆန်ဆူတက်တဲ့မိုးစလင်းတွေကဘယ်သူမှမသိပဲတားမြစ်ထားတဲ့မိခိုးတွေကိုမေးနိုင်တယ်။ကျန်းစာတွေကိုဝေဖန်ထားတာတွေဖတ်နိုင်တယ်။ပြီးတော့ဘာဘာကိုစွန့်ခွာခဲ့သူတွေနဲ့ဆက်သွယ်နိုင်ပါတယ်။ရလကတော့တန်တရာတွေဟာမီတော်ကဲ့သို့လင်းမြန်စွာပြန့်နှံ့လာတာပါပဲ။ဘာသာကိုစွန့်ခဲ့တဲ့မိုးစလင်တစ်ယောက်ကဒီလိုပြောပါတယ်။ကိုယ့်ရဲ့တန်တရာတွေနဲ့ကိုယ်ကတယောက်တည်းယုံကြည်ထားခဲ့တာ။အင်တာနက်ကအဲ့ဒီအထင်မြင်မှားကိုတညာလေးနဲ့ဖြိုခွဲလိုက်တယ်။ယုံကြည်ရဆိုသလိုပဲကျွန်တော်ကြိတ်ကြောက်နေခဲ့ရတဲ့မိခိုးတွေမေးနေတဲ့ထောင်ထဲကြီးတဲ့တခြားလူတွေကိုတွေးလိုက်ရတယ်တဲ့။ ဒီဂျစ်တယ်ခေတ်မှာတိတ်တိတ်ပုံဘာသာရေးကိုတန်တရားရှိသူတွေဟာဖိုရန်တွေနဲ့ဆိုရှယ်မီဒီယာတွေမှာတယောက်နဲ့တယောက်တွေ့ဆုံလာကြပြီးဘာသာရေးကောင်းဆောင်တွေနဲ့ဇာတ်ကြောင်းကိုထိမ့်ချုပ်နိုင်တဲ့စွမ်းအားကိုတိုက်စားလာပါတယ်။ကိန်းကနန်းတွေကဒီအချက်ကိုထောက်ခံနေပါတယ်။အမေရိကန်ပြည်ထောင်စုမှာမွတ်စလင်ဘာသာနဲ့ကြီးပြင်းလာရသူတွေရဲ့23ရာခိုင်နှုန်းခန့်ဟာလူကြီးဘဝမှာမွတ်စလင်ဖြစ်နေမတတ်မှတ်တော့ပါဘူး။ဒီကိန်းကနန်းဟာသူတွေတီတီကိုအံ့အားသင့်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မွတ်စလင်တွေဟာသူတို့ရဲ့ကိုယ်ခွင့်မှုကိုလုံးဝနှီးပါမစွန့်ခွာကြဘူးဆိုတဲ့အယူဆမှားကိုဖြိုခွဲလိုပါပဲ။ ်အက်သလန်ကဘာတဝါမှာလေဒီလမ်းကြောင်းကပို့ပြီးသိတာထင်ရှားပါတယ် Reddit မှာရှိတယ် Is Muslim လို့ခေါ်တဲ့အတိုင်းဝမ်းမှာအဖွဲ့ဝင်နှစ်သိန်းခန့်ရှိနေပြီသူတို့ဘာသာကိုဘာကြောင့်မလို့စွန့်ခွာခဲ့တယ်ဆိုတဲ့ဇာတ်လမ်းတွေကိုပို့မွေလေးလေးမျှဝေနေကြပါတယ်ဘာသာရေးရှေးဆွေးမြဲဆုံးနိုင်ငံဖြစ်နိုင်တဲ့ Saudi Arabia မှာလေလာစမ်းစစ်ချက်တွေရောလွန်ခဲ့တဲ့နေ့များတွင်လူငယ် Saudi တွေရဲ့လေးပုံတစ်ပုံထိကကိုပိုင်သဘောကျဘာသာမဲ့ဖြစ်နေခံယူထားကြတယ်လို့သိရပါတယ် ဟုတ်ပါရင်နေဆန်9ရာခိုင်နှုန်းမှာလူသိရှင်ကြားဖျားမဲ့ဝါဒီဖြစ်နေကြီးညာတာဟာအကြမ်းဖက်မှုနဲ့တူတယ်လို့သတ်မှတ်ခံရပြီးထောင်ထဲရောက်နိုင်တဲ့နိုင်ငံမှာပါအီရန်နိုင်ငံမှာနေပေါင်းများစွာဘာသာရေးအစိုးရအုပ်ချုပ်ခဲ့ပြီးရနောက်2020ဖြစ်နေစစ်တမ်းကြီးတစ်ခုရာလူဦးရေ32ရာခိုင်နှုန်းသာရှီရိုက်မွ슬လင်ဖြစ်နေသတ်မှတ်ကြပါရယ်အီရန်လူမျိုး69တသမ5ရာခိုင်နှုန်းဟာမွ슬လင်နေပါဆိုရယ်အစိုးရပြောဆိုကြဟာလုံးဝလေးလေးမှုပါအီရန်စစ်တမ်းပြည်သူတွေရဲ့တဝက်နီးပါးဟာဘာသာရေးကန့်ရှန့်ခဲ့ပူပြီးတော့နောက်ပိုင်းမှာယုံကြည်ချက်တွေပျောက်ဆုံးသွားတယ်လို့ပြောခဲ့ကြပါရယ် အရှိလေပိုင်းနဲ့အီရန်တဝန်းမှာလူဦးရေရဲ့ထက်ဝက်နီးပါးဟာအစ္စလာမ်နဲ့သူတို့ရဲ့ဆက်နွယ်မှုကိုဖြေလျှော့နေကြပါတယ်။ဒါဟာလွန်ခဲ့တဲ့မျိုးဆက်တဆက်လောက်ဆိုရင်အယူပေါ်လို့ပြောတာလောက်ထင်ရမယ့်ကိစ္စပါ။ဒီလိုဖြစ်လာစေတဲ့အကြောင်းကပါလေ။ဇကလုံးတစ်လုံးတည်းနဲ့ပြောရရင်သတင်းချက်လက်ပါပဲ။စမတ်ဖုန်းနေနဲ့ Wi-Fi ဟာစစ်တပ်ဒါမှမဟုတ်အတွေးခေါ်တခုတက်ကိုအစ္စလာမ်ကိုစင်ခေါ်ရမှာပို့ပြီးတော့အကျိုးသက်ရောက်မှုရှိခဲ့ပါလေ။လူငယ်မွတ်စလင်တွေရာ YouTube မှာဆွေးနွေးပွဲတွေကြီးတယ် ကျန်းကန်တွေကကိုယ်လက်ချက်တွေအကြောင်းကိုဝီကီပီးဒီးယားမှာစောင်းပါးတွေဖတ်တယ်ပြီးတော့မိုးစလင်အဟောင်းတွေကတန်တရားဖြစ်တာအဆင်ပြေပါတယ်လို့ TikTok မှာပြောတာတွေကိုတွေ့မြင်နေရပါတယ်ဒီလို online ထိတွေ့မှုကအစ္စလန်ရဲ့ထိလို့မရတဲ့ဂုဏ်သီးကိုဖောက်တွင်းသွားစေပါတယ်တချင်ကဒိနေချက်ချက်နဲ့စောင့်ကြည့်ခဲ့ရတဲ့ဖရားကိုစော်ကားခြင်းနဲ့မင်းကိုထုတ်ခြင်းတို့ဟာစိုက်ပါကပါလေးကိုရွှေ့သွားခဲ့ပြီးအဲ့ဒီမှာဘေအာနာပိုင်ကမှအပြေးဝါဖိနေလို့မရတော့ပါဘူးရိုးရဘာသာရေးပညာရှင်တွေတောင်မှသူတို့ဟာအင်အားမလွန်ဆန်နိုင်တော့ဘူးလို့ဝန်ခံကြပါတယ် နမကြီးအီမာတအိုးကဘာသာကိုစုံခွာမှုဟာကျွန်တော်တို့ရဲ့အတိုင်းအတာကိုပြင်းထန်တဲ့ရေလွှမ်းမှုမှုနဲ့ဆူနာမီတစ်ခုကိုရိုက်ခတ်လာပြီးကျွန်တော်တို့ရက်ဒီဘိုခက်ခဲလိမ့်မယ်ဆိုပြီးတတိပေးခဲ့ပါတယ်။ကိုးကံမှုကတိတ်တိတ်ဆိတ်ဆိတ်နဲ့အရှိဟုံများစွာနောက်လိုက်တွေကိုဆုံးရှုံးနေပါတယ်။ပျောက်ကွယ်သွားတာယုံကြည်ချက်တွေကြီးပဲမဟုတ်ပါဘူး။တချို့နေရာတွေမှာလူတွေပါပျောက်ကွယ်နေကြပါတယ်။နံပါတ်3ပညာတတ်များပြည်ပထွက်ခေါမှုအကျက်တဲ့ Algebra လို့ Algebra ကိုတီထွင်ခဲ့တဲ့ယဉ်ကျေးမှုတစ်ခုဟာသူ့ရဲ့သင်ကြားပညာရှင်တွေကိုဘယ်လိုများဆုံးရှုံးနိုင်ပါလဲ ကဘာပေါ်မှာကြီးကျယ်သောသိပ္ပံပညာရှင်တွေကိုမွေးထုတ်ပေးခဲ့တဲ့ဒေတာဟာအခုဆိုရင်တော့အရေးချင်းရှိသူတွေဆုံးရှုံးနေကြပါတယ်။ပညာတတ်လူငယ်တွေအနောက်နိုင်ငံတွေကိုထွက်ပြေးနေကြပါတယ်။ဒီကိန်းကနကချက်ပြနေပါတယ်။လူဦးရေ၉သန်းခွဲသာရှိတဲ့အစ္စရေးနိုင်ငံငယ်လေးဟာလူဦးရေတန်း360ရှိတဲ့အာရက်ကဘာတစ်ခုလုံးကထုတ်လွှင့်နိုင်နေတယ်။သိပ္ပံစာတမ်းနဲ့မူပိုင်ခွင့်နေတဲ့တူအချင်းနှုံးနဲ့ဆိုရင်နှင်းစေပို့ပြီးထုတ်လွှင့်နေပါတယ်။ဒါအာရက်တွေကလူတွေညည်းမမီလို့မဟုတ်ပါဘူး။အသိပညာကိုတန်ဖိုးထားတဲ့ပုံစံမှာရှိတဲ့စနေပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပါ။ မွတ်စလင်များစွာနိုင်ငံ၏အများစုမှာဘာသာရေးကိုဦးစားပေးပြီးလော်ဂီပညာရေးကိုတန်ဖိုးထားမှုနေပါပါတယ်။ရေဦးစားယူဆတွေကိုမင်းကုန်းထုတ်တာမျိုးအားမပေးပါဘူး။လူငယ်ရေးရဲ့စိတ်ထဲမှာစံစာကိုအလွတ်ကျက်မှတ်ခြင်းဟာတဲခွဲကားထဲမှာစမ်းသပ်လိလာတာထက်ပိုအရေးကြီးတယ်လို့သင်ပေးတဲ့အခါမှာခင်မီစီးပွားရေးအတွက်မလိုအပ်တဲ့မျိုးဆက်တစ်ခုကိုရလတ်ဖြစ်နေရလာပါတယ်။တက္ကသိုလ်တွေရဲ့အစင်တမ်းမချက်ကနေကြနေပါတယ်။သူရိတနာဘတ်ချက်ကနေလို့နေပြီးတော့အတော်ဆုံးចောင်းသားတွေကပြည်ပမှာအခွင့်အလမ်းတွေရှာတဲ့အတွက်ပညာတတ်များပြည်ပထွက်ခွာမှုအလုံးမင်းများပြားနေပါတယ်။အင်းဇလန်ကဘာရဲ့ အချို့ပိုင်းတွေကတိတ်ဗန်နဲ့ခိမိပညာရေးကနေတက်တက်ကြွကြွဆုတ်ခွာနေပါတယ်။အာဖဂန်နစ္စတန်မှာတာလီဘန်အုပ်ချုပ်မှုမှာမိန်းကလေးတွေနဲ့မျိုးသမီးတွေကိုကျောင်းနေတဲ့တက္ကသိုလ်တွေကနေပိတ်ပင်ထားပါတယ်။ပါကစ္စတန်နဲ့အာရက်ကဘာကြီးတချို့နေရာတွေမှာကျောင်းသယုံညွန့်တန်းတွေကစင်ကဲပြောင်းလဲမှုကိုတင် जा ပြီးပုံရှောင်လဲကြပါတယ်။ဘာကြောင့်လဲ။ဘာသာရေးရဲ့စကားတိုင်းတင် जा ခြင်းတွေဆက်ကျင်ပတ်ဖြစ်နေလို့ပါ။နေမယ်ကြီးဘာသာရေးဆရာတွေကတိတ်ဗန်ယူဆတွေကိုအနောက်တိုင်းရဲ့အယူမှားမှုလို့ရှုတ်ချကြပြီးမျိုးဆက်တွေကို27ရာစုအတွက်ပြင်ဆင်မှုအားနည်းစေပါတယ်။ ။တမိုင်းကကြီးမားတဲ့ပုံစံတို့အတိတ်ပြည့်တဲ့ခုကိုပြသခဲ့ပါတယ်။လွန်ခဲ့တဲ့နေပေါင်း900လောက်ကဥယောပါဟာခေဆန်းခေကိုလက်ခံခဲ့ခြင်းပါ။မွ슬င်ရှီးလေပိုင်းကတော့စန့်ကျင်ဘက်ကိုလွတ်ဆောင်ခဲ့ပါတယ်။အော်တိုမန်အင်ပါယာဟာအာရေဗီဘာသာနဲ့ပုံရိပ်ဆက်ကိုရာစုနဲ့နှစ်ခုကြော်ကြာပိတ်ပင်ခဲ့တာနမည်ကြီးပါတယ်။ဥယောပါမှာဇာအုပ်တွေနဲ့အတွေ့အော်သစ်တွေမိဘလိုပြတ်နေတဲ့ခြင်းပါ။စူရတန်တွေကအစုလိုက်ပြောလဲထုတ်လို့တဲ့တိပညာကသူတို့ရဲ့အခွင့်အာဏာကိုထိခိုက်စေမှာစိုးရိမ်နေတဲ့အတွက် RAB ဘာသာနဲ့ပုံနှိပ်ထားတဲ့စာသားတွေကိုတည်တံအထိပေးပြီးပိတ်ပင်ခဲ့ပါတယ် ပိတ်ပင်မှုဖယ်ရှားလိုက်တဲ့အချိန်မှာအင်းဇလန်ကဘာဟာမျိုးဆက်ပေါင်းများစွာနောက်ကျကြံခဲ့ပါပြီ။အရေးပါတဲ့နည်းပညာကိုဒီလိုမျိုးညှင်းပယ်တာမယုံနိုင်လောက်မိုင်းမဲပုံရပြီမယ်။ဒါစာရက်စာတန်းခိုင်လုံနဲ့ချက်ပြပြီးပြောင်းလဲမှုကိုစန့်ကျင်နေပုံစံတစ်ခုရဲ့အစာပြိုခဲ့ပါတယ်။ပြီးတော့ညံကောင်းဆုံးတွေကထွက်ခွာနေခြင်းမှာကြံရှိတဲ့သူတွေကမတူညီတဲ့အကျဲတဲတစ်ခုဖြစ်တဲ့ဆွဲလန်းမှုနဲ့စိတ်သက်ကြခြင်းကိုရင်ဆိုင်နေရပါတယ်။နံပါတ်၄ဘသူမှမပြောကြတဲ့မူရည်ဇေဝကတ်ဆုံးအရှိလေပိုင်းရဲ့အမြန်ဆုံးအများဆုံးမှောင်ကိုဇေကွာရေနံဒါမှမဟုတ်လက်နက်တွေမဟုတ်ပါဘူးတင်းငယ်တဲ့ဖြူအောင်ဆေးပြားလေးတွေပြပါ ဒါအတိပ္ပယ်မရှိဘူးလို့ထင်ရပေမဲ့ဒါအခုလက်ရှိအစ္စလမ်ကမ္ဘာတဝန်းမှာဖြစ်ပွားနေတဲ့ထိတ်လန့်စရာမှန်တရားပါကပ်တဂွန်လို့ခေါ်တဲ့တရားမဝင်စိတ်ကြွစိတ်တမျိုးပါဒေတာထဲမှာအလေးအမြတ်ဆုံးကြီးထွားလာနေတဲ့စိုးသားမှုတစ်ခုဖြစ်လာပြီးဈေးပွဲတွေကိုမီးထိုးပြီးဈေးပွဲတွေကိုဖျက်ဆီးကမျိုးဆက်တစ်ခုလုံးကိုဆွဲလန့်နေစေပါတယ်ဇီးရီးယားနဲ့အီရတ်လိုနိုင်ငံတွေမှာလက်နက်ကန်ဖွဲ့တွေနဲ့အစိုးရတွေကတော့မှကပ်တဂွန်စိတ်ပြားတွေကိုထုတ်လုပ်နေကြပါတယ်ဒီစိတ်ထုတ်လုပ်သူတွေကကိုယ့်လူမျိုးကိုအားနည်းချက်ကိုအမျက်ထုတ်ပြီးစေပွဲတို့ပတ်စံရှာနေကြတာပါဒီစေပြားတွေကနေတိုင်းတန်းရာနေချီပြီးနေဆက်ကြော်ဖြတ်ဝင်လာနေတယ်ဆိုတာ အကြက်တဲကဘလောက်ကြီးမားနေလဲမြင်သားပါတယ်အစ္စရန်ရဲ့အမြန်နှုတ်ဆုံးနေရာတွေကိုစောင့်ရှောက်တဲ့ Saudi Arabia တော်မှာ2023မှာကမ္ဘာကပ်တကွန်စားသုံးမှုနံပါတ်1ဖြစ်လာတယ်ဆိုတာအံ့အားသင့်စရာပါကမ္ဘာပေါ်မှာမွေးရည်ဆေးဥပဒေအတင်းကျပ်ဆုံးနိုင်ငံတော်မှာ၁၂နှစ်ကနေ၂၂နှစ်ကြာမွေးရည်ဆေးသုံးဆက်သူ၄ပုံတဘုံကျော်ပါဒီစိတ်ကြွားဆေးကိုဆွဲနေကြပါတယ်မိသားစုတွေလည်းပျက်စီးဈေးကျန်းမာရေးပြဿနာတွေကလည်းအပြင်ကိုမထုတ်ရဲတော့လူမှုရေးရာအထိနာတာပါဒီလိုဖြစ်ရတာကစိတ်ပွဲတွေနဲ့မတည်ငြိမ်မှုတွေကြောင့်ပါဇီးရီးယားအာဏာရှင် ်ဘာရှား LR6 ဆိုရင်စေပွဲအတွက်ရမုံငွေရောက်နိုင်ငံကိုမိုးရေစေဝါထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြောင်းလဲပြစ်ခဲ့ပြီးကမ္ဘာကက်ပတယ်ကွန်ရဲ့80ရာခိုင်နှုန်းကိုထုတ်လုပ်ခဲ့ပါတယ်။သူဟာဒီမိုးရေစေကိုနိုင်ငံရေးအသုံးချပြီးသူ့ကိုဖျက်ချင်ထားတဲ့ RF နိုင်ငံတွေကိုကျွန်တော်ကိုလက်မခံရင်ခင်ဗျားတို့လူငယ်တွေကိုမိုးရေစေနဲ့ရင်းနှီးအောင်လုပ်မယ်ဆိုပြီးတော့တေဝါဖီအားပေးပါတယ်။နောက်ဆုံးတော့လေဒါရီယာနောက်ဆုံးတော့ဒီနိုင်ငံတွေကမတက်တာလို့သူ့ကို RF ဖွဲ့ချုပ်တွေပြန်လည်ခံလိုက်ရပါတယ်။ဒါရီယာစစ်ပွဲမိုးရေစေဆွဲခြင်းနဲ့အာနာရှင်စနစ်တွေကအပြန်အလှန်ကျူးမွေးနေတယ် မောင်မိုက်တဲ့ပူပေါင်းမှုပါပဲလူငယ်တွေကလက်တွေ့ဘဝကိုမရင်ဆိုင်ခြင်းလို့စေးပြားနဲ့ထုတ်တန်းနေတာအစိုးရတွေကလောင်မျိုးဆက်ကိုအစိတ်ခတ်ပြီးအမျက်ထုတ်နေတာကိုမြင်ရတဲ့အခါမှာရင်ကျင်းမှုတစ်ခုကသူ့ကိုယ်သူပြန်စားနေတာမြင်နေရတယ်လို့ပါဒါမကဘာသာရေးစောင့်ပြပြိုလဲလာခြင်းနောက်တစ်ခုကဘာသာရေးအခြေခံအဆောက်အအုံတွေပါပြိုလဲနေတာပါလူငယ်တွေကဘာသာရေးကိုစွန့်ခွာလာတော့ဘာသာရေးဆရာတွေရှားပါလာပါတယ်ဒိုနေရှားအယ်ဂျီးရီးယားနဲ့ဆော်ဒီမာတော့ဘာသာရေးဆရာဖြစ်ခြင်းနဲ့လူငယ်တွေမရှိသလောက်နေလာပါတယ်သူတို့ရဲ့ရိုးရသင်ကြားမှုတွေကစမတ်ဖုန်းနဲ့ကြီးပြင်းလာတဲ့မျိုးဆက်တွေအတွက်ခင့်မမီတော့ဘူးလို့ခံစားရပါတ ခင်ဟောင်းဝွင့်ယုံဘိုးဖူးကြီးတွေရဲ့စကားက TikTok ရဲ့မြင်ကွင်းနေနဲ့ရှင်ပြန်လို့မရတော့ပါဘူး။ဘာသာရေးကိုလက်ဆင့်ကမ်းပြီမလဲ။အဖွဲ့အစည်းတွေမှာလူမရှိတော့ရင်စနစ်တစ်ခုလုံးကပြိုကွဲစပြုတ်လာပါတယ်။အရင်တော့ဘာသာရေးဆိုင်ရာအသေးပဲဖွင့်ဆိုချက်တွေကိုလက်ဝဲကြီးထုတ်ထားတဲ့ဘာသာရေးကောင်းဆောင်တွေကအခုတော့အတွေးခေါ်ဈေးကွက်ထဲမှာပြန်ဆိုင်နေရပြီးတော့ရှုံးနေနေကြပါတယ်။နံပါတ်6ရာသီဥတုပြောင်းလဲမှုအရေးကြီးဆုံးပြဿနာကရာသီဥတုပြောင်းလဲမှုပါ။ဈေးပွဲတွေစီးပွားရေးပြိုလဲမှုတွေပြင်အခုဆိုရင်ရာသီဥတုကိုယ်တိုင်ကအစ္စလန်ကပါကိုရံပြူလာနေပါတယ်။ အစ္စလမ်ရဲ့ကြီးမှုပေါ်ဖွားရာဒေသတွေဟာလူသားတွေနေထိုင်ဖို့မဖြစ်နိုင်လောက်ပုံပြင်းချောက်သွေ့လာနေပါတယ်။အရှိလေပိုင်းဟာကမ္ဘာပြင်းပြထက်ကိုပုံမှန်ပြင်းပြတပုအရှိလေပိုင်းဟာကမ္ဘာပြင်းပြထက်ပုံမှန်ပြင်းပူနေနေပြီး2090မှာအရှိလေပိုင်းနဲ့မြောက်အာဖရိကဒေသကြီးတွေရဲ့နေရာသီပူဂျန်55တသမ CD grade ကိုကျော်နေတယ်။ CD grade နေနေပါတယ်။ဒါဟာအပြင်လေအပူဂျန်ဆစ်ဆစ်ပါ။အပူချင်းအလုံးကျုံမြေမားတဲ့35ဒီဂရီဆဲစီရဲ့ကြောင့်လူခန္ဓာကိုယ်ကသူ့ဘာသာအေးမြအောင်မလုပ်နိုင်တော့ဘဲအသက်ရှင်ဖို့မဖြစ်နိုင်တော့ပါဘူး။ င်လေခွေဒေသဟာဒီလိုကြောက်စရာမှတ်သားတွေကိုချင်းကန်နေပြီးပညာရှင်တွေကယဉ်ကျေးမှုရဲ့ပက္ခအောင်အုပ်ကူဖြစ်လာနေတယ်လို့တော့ပြောကြပါတယ်။နံပါတ်9ရေပြေတနာနောက်ဆုံးချက်ကရေပြေတနာပါ။နိုင်မြင့်တိုက်ဂရိတ်ယူဖရီတီမြင့်အင်တက်မြင့်လိုအဓိကမြေကြီးတွေဟာရာသီဥတုပြောင်းလဲမှုနဲ့ဆယ်တွေကြောင့်ချင်းချောက်ခံနေရပါတယ်။မိုးကောင်ရေချောင်းမှုတွေကလည်းမကြာခဏဖြစ်လာပြီးအရှေ့လေပိုင်းနဲ့မြောက်အာဖရိကဒေသကလည်းသူတို့ရဲ့စားတဲ့ရေက90ရာခိုင်နှုန်းလောက်ကိုပြီးပါကတင်သွင်းနေရတော့ကမ္ဘာပြည်ထောင်နာတွေပေါ်မှာအရန်ကိုမိခိုးနေရပါတယ်။ ဥပမာယူကရိန်းစစ်ပွဲကြောင့်ဂျုံစီးတွေတက်လာတာနဲ့အေဂျစ်ဟာပေါင်မိုးကြက်တဲနဲ့ချက်ချင်းရင်ဆိုင်ခဲ့ရပါတယ်။ရာသီဥတုကဇီနိုနေကိုတက်စီတော့အစိုးရတွေကငင်းကြဲရွတ်စားနေရစ်ကထောက်ပံ့တာတွေလေရေရှည်မတီးမြဲနိုင်ပါဘူး။ရက်လိုက်ရင်လဆန္ဒပြမှုတွေဖြစ်ပါမယ်။ဒါကြောင့်အနာဂတ်မှာကမ္ဘာတစ်ဝန်းသီးနှံတွေပြည့်စည်ပြီးတင်ဖို့သူတွေကကိုယ့်လိုမျိုးအတွက်ပဲအစားအစာတွေထိန်းသိမ်းထားမယ်ဆိုရင်အရှိလေဘက်မှာအစုလိုက်ပြောင်းလဲငန်းမှုမှုနဲ့မကြုံစုံဘူးမငြိမ်မသက်မှုတွေဖြစ်လာနိုင်ပါတယ်။အမေရိကန်စီးရေးပြူဟာပညာရှင်တွေကတော့ရာသီဥတုဖြစ်စီမှုကြောင့်ဒေသထဲနိုင်ငံတွေပြောင်းလဲပြီး ဒုက္ခသည်တမောင်များစွာထွက်ပေါ်လာမယ်ကြီးမားတဲ့ပြိုကွဲမှုကိုတည်တည်ဆိတ်ဆိတ်စည်စည်နေကြပါလေကိုတိုင်းပြည်ကမီးပို့လို့ပူပြီးတင်းနဲ့မပေါက်တော့ရင်ဘလောက်ပဲယုံကြည်မှုခိုင်းပါပါစေအသက်ရှင်မှုထွက်ပြေးကြမှာပဲရာသီဥတုပြောင်းလဲမှုဟာစေပွဲတွေနဲ့ပိတ်ဆို့မှုတွေမလုံနိုင်ခဲ့တဲ့အစ္စလမ်ယဉ်ကျေးမှုရဲ့နှလုံးသားဒေသတွေကိုချိုးပြရမှာအောင်မြင်သွားနိုင်တဲ့အချက်ပါပဲကြီးစုပေးလို့ကျေးဇူးတင်ပါတယ်